ကျွန်တော်တော့အဲကျွန်တော်နာမည်ကိုတော့ဟိုဟိုအများခေါ်တာကတော့သေဘောကြီးလို့ခေါ်ပါတယ်ကျွန်တော်အပတ်လေးဖြူဟာစီရင်စုစီရင်မှာကမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်စီရီယာကတော့ကျွန်တော်19ရက်9လ2021မှာအဲစီရီယာဆက်လုပ်ပါတယ်စီရီယာဆက်လုပ်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်လက်ရှိစစ်အာဏာရှင်စနစ်ကိုမကြိုက်ဘူးเนาะဒုတိယတစ်ချက်ကတော့ဒီကျွန်တော်တို့ပြည်သူပေါ်မှာဒီ ဆိုင်တိုင်းကဆက်ဆံမှုတွေပတရားလောက်ကင်မှုတွေတကုတ်ကျွန်တော်မနစ်သက်လို့ပါအာကျွန်တော်စီရီယယ်လုပ်ဖို့အတွက်ကျွန်တော်၃လလောက်ကြူပြီးတော့ပြင်ဆင်ခဲ့ရပါတယ်ပထမအဆုံးကျွန်တော်ရဲ့မိသားစုအရင်ဆုံးလှော့ရပါတယ်ပြီးတဲ့ခါကျတော့မှကျွန်တော်ကနောက်ပိုင်းမှာအဒီစီရီယယ်လုပ်ဖို့အတွက်စတင်ထွက်စီခဲ့ထွက်တဲ့ခါမှာကျွန်တော်ကိုရန်ကုန်မှာပဲဆေးရုံတစ်ခုမှာပဲကျွန်တော်ထားတယ်အဲဆေးရုံမှာကျွန်တော်၂၂နှစ်ရက်နေခဲ့ရတယ်ဗောနော မစနေနေခဲ့ပြီးတော့မှကျွန်တော်ကျွန်တော်ဒီ KMB နဲ့အဲဒီကျွန်တော်တို့တမ6ပါရှိရဲ့၄ကိကောအဲ့ဒီကိုကျွန်တော်ရောက်ရှိခဲ့ပါတယ်ဟုတ်နော်အဲ့ဒီရောက်ရှိခဲ့ပြီးတော့အဲ့ဒီ၄ကိကောမှာကျွန်တော်တို့ကအောက်တိုဘာလောက်မှာကျွန်တော်ရောက်ရှိခဲ့တယ်ပေါ့ရောက်ရှိခဲ့ပြီးတော့အဲ့ဒီမှာနေတယ်နေပြီးတဲ့ခါကျတော့အဲ့ဒီမှာစကားစားနေပြီးတော့ဒီဇင်ဘာ14ရက်နေ့မှာစပြီးတော့ဝင်လာတဲ့ခါကျွန်တော်တို့ကနေပြီးတော့ဒီ ီဒေါ်နတ်တောင်ကဖြစ်တဲ့စံယောင်စကန်ကိုဒီပွားပအပေါ်ကိုပေါ့နော်ကျွန်တော်တက်ခဲ့ရတယ်။အဲဒီကနေပြီးတော့မှကျွန်တော်ဘာတွေလုပ်လဲဆိုတော့ကျွန်တော်အဲ့ပုံမှာခိုးလုံနေပေါ့ခိုးလုံပြီးတဲ့အခါကျမှဒီဒေါ်လိုင်းအတွက်ကိုကျွန်တော်တို့ကပူပြီးအားတန်တဲ့အတွက်ပြီးအောင်အပွဲနဲ့ပူပေါင်းပြီးတော့ဒေါ်လိုင်းထဲမှာလည်းဝင်ရောက်ပါဝင်ဆောင်ရခဲ့ပါတယ်။ကျွန်တော်တိုင်ရင်၂၀ခွန်မှာဝင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီကနေပြီးတော့မှကျွန်တော်တို့ဒီကျွန်တော်လူသားထိုးပေါ့ လူသားလုံးနဲ့အတူကျွန်တော်တို့အဖွဲ့လေးအားလုံးပေါင်း9ယောက်ပေါ့9ယောက်နဲ့ကျွန်တော်တို့ဘူဇုံနေသားများနဲ့စီကိုသွားပြီးတော့အဖွဲ့နဲ့ပူးပေါင်းပြီးတော့ဒီဟိုပါပေါ့ကနေလေးအဲ့ဒီဘက်ချမ်းမှာသွားပြီးတော့တိုက်ခဲ့ခဲ့ပါတယ်အဲ့ဒါလေးတော့ကျွန်တော်တို့ဒီတော်လိုင်းမှာလွတ်ဆောက်ခဲ့တဲ့ဒီဟိုအမှတ်ရတဲ့ဟာလေး ဘာလဲဆိုတော့ကျွန်တော်ဗူဒါဝေါနဲ့စာရရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ဟိုအဲ့တော့ကော့ဂရိတ်စသချင်းကော့ဂရိတ်ကိုသွားတဲ့တပွဲပေါ့နော်အဲ့ဒီကနေပြန်လာပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီရေတကုံမှာနေရတယ်စစ်သိက္ခူမှာနေရတယ်အဲ့ဒီကနေမှကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဖလူဖလူကြီးမှာကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့ပေါ့နော်အဲ့ဒီပုံမှာဖျားငုတ်တူဖျားငုတ်တူအဲ့ဒီဒီဖျားပေါ့နော်အဲ့ဒီမှာလဲအတူတူပဲပေါ့အိုင်နာတော့ဝိုက်မှာပဲဖြစ်တော့ အဲ့ဒီမှာကျွန်တော်ကဒီចောင်းလီလာမှာကျွန်တော်မမတ်ရရအဲ့ဒီနေရာမှာနေရာယူပြီးတော့ကျွန်တော်လဲစောင့်ပစ်နေရတာပေါ့အဲ့ဒီအချိန်မှာလေယာ M35 လေယာကျွန်တော်ရဲ့အပေါ်တက်တဲ့မှာကျွန်တော်အဲ့ဒါထောင်လေးမှာကပ်ပြီးတော့နေခဲ့ရတယ်ပေါ့အဲ့ဒီတွေ့ဆုံလေးတွေနဲ့နောက်ပြီးတော့ဟိုတိုက်ပွဲထဲမှာလဲပြီးလွားတော့ကိုကပြစ်တယ်လက်ပြေးလိုက်အဲ့လိုမျိုးတွေတော့ဒီအတွေ့အကြုံလေးတွေတော့ကျွန်တော်ရခဲ့ပါတယ် ကျွန်တော်ဒီစေမာကပေါ့နော်ကျွန်တော်အဲ့မှာတာဝန်ထမ်းဆောင်လာတာကတော့ကျွန်တော်တာဝန်တာဝန်ယူပြီးတော့အခြေအနေပြီးတော့ကျွန်တော် CDL လုပ်တဲ့အထိကိုရေးမှာကျွန်တော်17နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာကျွန်တော်ကဒီလက်နက်စနစ်တာဝန်ခံဖြစ်ဆောင်ရမ်းခဲ့ရတယ်ပေါ့လေအဲ့တော့လက်နက်စနစ်တာဝန်ခံဖြစ်ဆောင်ရမ်းတဲ့အခါမှာဒီလက်နက်ပိုင်းဆိုင်ရာတွေအဲသူ့ရဲ့ချွေးချက်အားသာချက်အားနည်းချက်ဒီအကုန်လုံးကိုလည်း ဒါကျွန်တော်ကြုံတွေ့ခဲ့ရတာပေါ့လေဒီကျွန်တော်တောင်ဝင်ထက်ဆောင်နေဒီလက်နက်စနစ်မှာပေါ့နော်ကျွန်တော်ကလက်ရှိ 37mm 30mm မှအမြောက်ပဲနောက်ပြီးတော့ဒုံးမြန်ဒုံးမြန်ပေါ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကဟိုတောင်ဝင်ခံအနေနဲ့ဒါဟိုကြီးကြပ်ပြီးတော့ဆောင်ရွက်ပေးရတာဒီကျွန်တော်တို့ဒီရေးမှာဆိုလို့ရှိရင်နိုင်ငံသားတွေလာပြင်တာပေါ့ပြင်တဲ့အခါသူကတော့လက်ရှိအီတလီနိုင်ငံအပေါ့နော်ဒီကုမ္ပဏီကတော့ကျွန်တော်မမှတ်မိတော့ဘူး အသူကနေပြီးတော့ဘလူးလာလဲဆိုတော့ဒီကျွန်တော်ညီမနိုင်ငံတွေကိုအဲယာကုန်းပြင်မယ်ဆိုတဲ့သဘောတည်းနဲ့လာရောက်တာပေါ့နော်လာရောက်တဲ့အခါပြီးတော့သူတို့ကဟိုတယ်မှာပေါ့နော်သူတို့ဒီပတ်သက်ရပတ်သက်ဆောင်ဟိုတယ်မှာတည်ပြီးတော့မှကျွန်တော်ရေရင်လေးကိုလာပြုပြင်တယ်ပြုပြင်တယ်အဲပြုပြင်တဲ့အခါမှာသူတို့ကတင်နိုင်ငံသားတွေတက်ဖို့အရေးမခံဘူးဘာကြောင့်လဲဆိုတော့ဒီဖေးဟိုးတွေပါလဲတင်ပါလဲသူတို့ကစိုးရိမ်တယ်အဲအဲ့လိုမျိုးလေးတွေနဲ့သူတို့ကဝင်ပြီးတော့ဟိုပြောရအောင်ကိုကြောင့်ဝယ်ပြုပြင်တဲ့သဘောပေါ့ ဟောနိုင်ငံကလည်းဒါမျိုးကိုဟိုပြီးွားလို့ရှိရင်လည်းအဆင်မပြေဘူးလေအဲ့လိုမျိုးလေအဟုတ်ကဲ့ကျွန်တော်တို့ဒီသင်္ဘောမှာဆိုလို့ရှိရင်တော့30ခွန်မမအမြောက်ပေါ့နော်30ခွန်မမအမြောက်ကိုကျွန်တော်တို့ကဒီပြုပြင်နေဆိုတာကျွန်တော်အရင်တော့တော့ဒါအာ analysis တဲ့ပေါ့ analysis တန်းနေပြီးတော့ခုနောက်ပိုင်းမှာကျွန်တော်2016လောက်မှာ digital system ပြောင်းတယ် digital system ပြောင်းတဲ့အခါကျတော့အဒီခုခုနိုကနိုင်ငံသားအီတလီတွေလာပြီးတော့ပြုပြင်တယ်ပေါ့ အဲ့တော့ဒီ digital system ပြုပြလိုက်တဲ့အချိန်မှာသူကအားနည်းစက်နဲ့အားသာချက်ကတော့ရှိပါတယ်။အားနည်းစက်ကတော့ဒီ electrical bike တွေပါတယ်အကုန်လုံးမှာကျွန်တော်တို့မှာ maintenance လုပ်ဖို့အားနည်းတာရှိပဲနောက်ပြီးတော့ technician ဘိုင်းအားနည်းတာရှိပဲအဲ့ဒါရှိပါအားသာချက်ကတော့ဒီလက်နက်တွေက radar ထုတ်တဲ့ကြီးစက်ပြီးပြရတဲ့အတွက်ပုံပြီးထိအောင်မရှိဘူးပေါ့နော်။သူကဟိုပါပေါ့ကျွန်တော်တို့ affected range ရယ်အဲ့တော့9000မီတာပေါ့နော်။ ် IT ကိုတော့တိောက်မှုရှိပါတယ်။အာတင်မောမှာကျွန်တော်တို့ဒီစသချင်းတင်မောမှာလောက်တာကျွန်တော်တို့ဒီ37နဲ့37 mm အမြောက်မှာဆိုလို့ရှိရင်တော့341 radar ပေါ့။အခုလက်ရှိနောက်ပိုင်းမှာ radar ပဲပြုတ်လုပ်လိုက်တဲ့အတွက်ကိုသူကဒီ341 radar ကိုဖြုတ်လိုက်ပြီးတော့ mode system နဲ့သုံးတယ်ခင်ဗျာ။ mode system နဲ့သုံးတယ်။နောက်ပြီးတော့ကျွန်တော်မဆိုင်မှာဆိုရင်တော့ 352C မဆိုင် attack radar ပေါ့။အဲ 352C မဆိုင် attack radar အစားဟိုတော့အခုနောက်ပိုင်း navigation radar နဲ့ပြန်လဲ အသုံးပြုတယ်ပေါ့နော်နောက်လို့ရှိရ 9231G ဟို recognizer radar ပေါ့သူကတော့တံမြန်ထောက်လိုက်တာဒါမှ 9231G ရာလဲနှစ်ကြာတော်တော်ကြာကဒါတော့အသုံးပြုလို့မရဘူးပေါ့နော်နောက်လို့ရှိတာကကျွန်တော်တို့ဒီ chef layer 945G chef layer ပဲရှိပါခင်ဗျာโอเคဟို chef layer ကျွန်တော်တို့ဒီ9 5 g chap layer ပေါ့เนาะ9 5 g chap layer ကိုသူကပြတ်လွတ်လိုက်တဲ့အခါမှာသူကဒီတတ်ထုအမှုံစာလေးတွေနဲ့တက်ပွားပြီးတော့ဒီလေးပုံမှာသူက ဒီပုံရင်းအောင်အနေနဲ့ထားတာပေါ့အဲ့တော့ဒီ9 voice ကြီးပြစ်တဲ့အကြောင်းရင်းကတော့ရန်သူကပြစ်လိုက်တဲ့ဒုံးမြန်တစည်းကိုသူကနေပြီးတော့ပုံရင်းအောင်ပြုတ်လုပြီးတော့သမောကိုရှောင်းတိန်တဲ့သဘောပေါ့ပဲ9 voice ကြီးကကျွန်တော်သိတော့ကတော့ဒီဇေကတော့သူကဌာနချုပ်ကထားတဲ့ရင်းရှိတယ်နောက်ပြီးတော့ဖြူအားထားတဲ့ရင်းရှိပေါ့ဌာနချုပ်ကထားတဲ့ရင်းကြတော့သူကဟိုဟိုကျွန်တော်တို့ဒီကန်ဟိုပါပေါ့မြစ်တွင်းတိုက်ရင်တွေပေါ့ကျွန်တော်တို့ viewer တွေမှာထားတဲ့ကကြာဒီ ပင်လယ်သွားတဲ့ဟိုပါပေါ့ free gate တို့ဒီအ мян သွားတိုက်ခိုက်ရင်လည်းပေါ့ရှိတယ်အဲ့တော့ဒီဒီကျွန်တော်တို့မြေတင်းသွားတဲ့ဇီရင်တွေတချို့မှာတော့ဒီလက်နက်စနစ်ကနဲတယ်အတော့ manual gun တွေပုံများတယ်သူကကျွန်တော်ခုလက်ရှိမြင်နေရတွေ့နေရကြားနေရတဲ့အားပေါ့ဟောကျွန်တော်အ мян သွားဟောအ мян သွားမဟုတ်ကန်ယူတန်းကန်ထိုးရင်တွေပေါ့နော်ကန်ထိုးရင်1011တော့1012လို့ အဲ့ဒီပုံစံအလားတူပေါ့ထပ်ပြီးတော့ထုတ်ထားတဲ့ဒီကန်တော့ရေးနေသွားတယ်နောက်တစ်ခုရှိတာကတော့ဌာနချုပ်ကထုတ်တဲ့ဌာနချုပ်မှာရှိရပေါ့လေဒီအမြန်ဟိုဟာပေါ့ကျွန်တော်ပြည်တွင်းကတိုက်ရည်နေအဲ့ဒါတွေသွားကြပါတယ်အဲ့တော့ဒီမှာရှိတာတော့တို့ရှိတာဘောက်ဘွား၃မှာရှိပဲအဲ40မီလီမီတာအမြောက်ပေါ့နော်နောက်တစ်ခုက12.7နောက်ပြီးတော့အာ12.7.5အဲ့လိုတွေပေါ့နော်ဒီစက်အမြောက်တွေ၃မှာများပါ